ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒီကျူးမှာရှိကြတဲ့ဒုတိယဝန္ဒနာရှင်ကြီးကိုမွန်တော်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာကဲအားလုံးပဲကျွန်တော်ဗီဒီယိုဖိုင်လေးကျွန်တော်တင်ပေးခဲ့တယ်နော်ကျွန်တော်တို့14ရက်ကနေ14 15 16 18ဆိုတဲ့၄ရက်အတွင်းမှာငါးတုံညာ break ကလာပါမယ်လို့ကျွန်တော်ပြောရတာမနေ့ကအင်္ဂါနေ့မနက်ပိုင်းမှာ23ငါး break ဆိုပြီးတော့တဲကြပေးပါရယ်မနေ့ကမနက်ပိုင်းမှာလည်းကျွန်တော်23ဟုတ်လား23ငါး break 85ငါး break နော် 3ဘူး6ပရိတ်8ဘူး6ပရိတ်ဆိုပြီးတော့9 6ပရိတ်ကိုကျွန်တော်က38နောက်ပိတ်နဲ့မနေ့ကကျွန်တော်ချုပ်ပေးခဲ့တာ23ဆိုတဲ့ခဏကြခဲ့တယ်။ကဲဒါဆိုရင်ဒီနေ့ကျွန်တော်15ရက်ဆယ်လာ2025ဘောတူနေ့နေကုန်စားအတွက်ဝမ်းကြီးဆိုင်ကလေးနဲ့ဘရိတ်ဆိုင်ကလေးနဲ့ရှိမယ်။ဝမ်းကြီးကဝမ်းကြီးပဲတည်တံ့ကြမလားဘရိတ်ကဘရိတ်ကြီးပဲတည်တံ့ကြမလား။ဝမ်းကြီးနဲ့ဘရိတ်နဲ့ပေါင်းပြီးတော့ကြခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထိုးဝက်ကကဏ္ဍ၄ကွက်တယ်။နော်။တိုင်းနဲ့တက်တဲ့ဆိုရင်ညီကောင်မတို့အားလုံးအတွက်ကျွန်တော်ကလည်းမျှဝေပေးခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ YouTube video file လေးကိုတွေးလို့ရှိရင် လိုက်လက်မှ reaction လေးတွေပေးပြီးတော့ share မှု share အားလေးနဲ့ကူညီပေးကြပါကျွန်တော်ရဲ့ YouTube channel လေးကို subscribe ခေါင်းလေးနှိပ်ပြီးတော့နော်ဝင်ရံပေးကြပါလို့မြတ်တရရခတ်ပါတယ်ဗျအဲ့ဒါဆိုကျွန်တော်တို့တစ်ချက်ဝမ်းကြီးဆိုင်လေးရင်ကြည့်အောင်ဝမ်းကြီးဆိုင်လေးမှာသူကဘလို့ပေးလဲဆိုလို့ရှိရင်ねကျွန်တော်တို့ဟောဒီ44က၄နောက်ကဲတဲ့86ကရှစ်ထိတ်ကဲဟောဒီ34က၄နောက်ကဲကဏ္ဍသလုံးပေါင်းချင်း64ကဏ္ဍသလုံးပေါင်းချင်းဒီကျွန်တော်တို့က6 6ပါဝါဒီတဲ့6တက်ဒီကျွန်တော်တို့တွေက1ချင်း အဲ့6တိဝန်ကြီးကိုကျွန်တော်တို့တွေကဘယ်လိုကြလဲဆိုလို့ရှိရင်မနက်ခင်းသေးမှာ62လို့ကြတယ်ညနေခင်းသေးမှာ56တို့လိုက်ကြပေးတယ်။ဒါဆိုနောက်တစ်ခါထပ်ကြည့်မယ်။ကျွန်တော်တို့ဟောဒီ3ညာ4က၄နောက်ပိတ်ကဟောဒီ62က6ထိပ်စီးရဲ့နောက်တစ်ခါကျွန်တော်တို့ဟောဒီ55က9နောက်ကဒီကနန်းသုံးလုံးပေါင်းကြီးသည်4 6 5ကနန်းသုံးလုံးပေါင်းကြီးသည်လည်းကျွန်တော်တို့တွေက9 9ပါဝါသည်3ညာဟုတ်လား9 3ညာဝန်ကြီးသည်ကျွန်တော်တို့နောက်တစ်နေ့သေးမှာကြည့်ရကညနေခင်းသေးမှာ40ဆိုပြီးတော့3ညာနောက်ပိတ်နဲ့ကျွန်တော်တို့လည်းကြပေးခဲ့တယ်။ နော်ဒါဆိုကျွန်တော်တို့ကနောက်တစ်ခါဆက်ကြည့်မယ်အဲ့ဒီ55က9နောက်ကဲ29ကနှစ်ထိပ်ကဲ35က9နောက်ကဲကနန်းသုံးလုံးပေါင်းကြီးဒီကျွန်တော်တို့တွေကနှစ်တက်နှစ်ပါဝါစီကိုနှစ်ခုဝန်းကြီးဒီနောက်တစ်နေ့ညနေခင်းတွေမှာကျွန်တော်တို့တွေက26ဆိုပြီးတော့နှစ်ထိပ်ဒီနဲ့လိုက်ကြပေးတယ်ဒါကနောက်ကကျွန်တော်ဆက်ကြည့်မယ်ဆိုရင်35က9နောက်ပိတ်ကဲ58က9ထိပ်ကဲ45က9နောက်ကဲဒီကနန်းသုံးလုံးပေါင်းကြီးဒီ9 9ပါဝါစီ35 9 35ဝန်းကြီးဒီနောက်တစ်နေ့မှာကျွန်တော်တို့တွေက35 9နောက်ဆိုပြီးကြပေးသွားခဲ့တယ် ဒါဆိုရင်နောက်တစ်ပင်ကျွန်တော်တို့ကဆက်ကြည့်မယ်ဆိုရင်အဲ့55က9နောက်ကဲ35က3ထိတ်ကဲတဲ့မနေ့က23က3နောက်ကဲဒီကဏ္ဍ3လုံးပေါင်းချင်း9 3 3ကဏ္ဍ3လုံးပေါင်းချင်းဒီဆက်တဲ့1ပါဝါစီ8 8 1 1 1 1ပါဝါစီ6 1 6 1ကျွန်တော်တို့ကမနက်ခင်းသေးမှကြာမှလားညနေခင်းသေးမှကြာမှလားဒါကျွန်တော်တို့ပြည်တာတယ်နော်ကျွန်တော်ညီကောင်တို့အလုံးပဲရှင်းလေးပဲလို့ထင်ပါတယ်ကျွန်တော်ပြန်ပြပေးမယ်4 8 4နော်ဒီလိုလေးတွားမယ်နော် ဒီ၄ရက်ဒီ၈ရက်ဒီ၄ရက်ကနန်းတော်လုံးမကြီး6 6ဘဝစီ6တင်ဝင်ကြီးဒီ62လို့ကြရတယ်66လို့ကြရတယ်၄5 6ကနန်းတော်လုံးမကြီးဒီ5 5ဘဝတုံးရစီ40ဆိုပြီးကြရတယ်5 2 5ကနန်းတော်လုံးမကြီးဒီ2 2ဘဝစီကို2ခုဝင်ကြီးကို26ဆိုကြရတယ်5 5 5ကနန်းတော်လုံးမကြီးဒီ5 5ဘဝစီတော့5တုံးညဝင်ကြီးဒီ35 9နောက်ဆိုကြာဒါဆိုရင်ဒီ9ရဲ့ဒီ3ရဲ့ဒီ3ရဲ့ကနန်းသလုံးမောင်းကြီး1 1ပါဝါ6 1 6ဝင်ကြီးမနက်ခင်းသေးမှကြာမလား ညနေခင်းလေးမှာကြပါလားနော်ဒါဆိုကျွန်တော်တို့တွေကပရိသတ်လေးကိုကျွန်တော်ညီကောင်တို့အားလုံးကျွန်တော်တစ်ချက်ပြပေးမယ်ပရိသတ်ပရိသတ်ကလေးမှာဘယ်လိုတွေ့လဲဆိုလို့ရှိရင်တဲ့ကျွန်တော်တို့တွေကဒီမှာပေါ့6ခွန်နှလုံးပေါင်းခြင်းဒီ3 3ပါဝါဒီ6 3ရှစ်ပရိတ်ကိုကျွန်တော်တို့3ရှစ်ပရိတ်ကိုကျွန်တော်တို့ကဘယ်လိုရိုက်တာလဲဆိုလို့ချင်း3ရှစ်ပရိတ်ကိုကျွန်တော်တို့ကဒီမှာဟုတ်လား6ပရိတ်ဆိုကျွန်တော်တို့တွေကပြန်လိုက်ရိုက်တယ်နောက်တစ်ခါကျွန်တော်တို့တွေက နှစ်နှလုံးပေါင်းခြင်းညီစက်တဲ့တက်ပါဝါစီတာ16ပြိတိတဲ့ကျွန်တော်တို့တွေကနောက်တစ်ပွဲမှာဗမာလိုက်ရတယ်ဆိုလို့အခြေအနေမှာကျွန်တော်တို့တွေက29ဆိုကျွန်တော်တို့တွေကတက်ပြိတိတွေလိုက်ရတယ်ဒါဆိုရင်ကျွန်တော်တို့တွေက၄ကိုနှလုံးပေါင်းခြင်းညီ3 3ပါဝါရှယ်3ပြိတိတဲ့နောက်တစ်ပွဲမှာကျွန်တော်တို့တွေက58 3ပြိတိကျွန်တော်တို့လိုက်ရတယ်နောက်တစ်ခါကျွန်တော်တို့ကဒီ8ဒီနှစ်ကနန်းသလုံးပေါင်းကြီးနီကနန်းနှလုံးပေါင်းကြီးနီတုံညာတုံညာပြိတိတဲ့ကျွန်တော်တို့ကနောက်တစ်ပွဲမှာကျွန်တော်တို့တွေက82တုံညာပြိတိတွေလိုက်ရိုက်တယ် ဒါဆိုရင်ကျွန်တော်တို့ကဒီ9 8 2နှလုံးပေါင်းကြီးည3ပြိတ်အဲ့ဒီ3ပြိတ်ကိုကျွန်တော်တို့ကမနက်ခင်းစင်းမှာ3 8ပြိတ်လို့ရိုက်မလားညနေခင်းစင်းမှာ3 8ပြိတ်လို့ရိုက်မလားနော်3 8ပြိတ်လို့ရိုက်မလားမနက်ခင်းစင်းမှာ3 8ပြိတ်လို့ရိုက်မလားညနေခင်းစင်းမှာ3 8ပြိတ်ဆိုပြီးရိုက်မလားဒါကြောင့်မလို့ညီကောင်မတော်ရဲ့အလုံးကိုကျွန်တော်ကပြောချင်တာကတော့ကျွန်တော်တို့တွေကဟုတ်လားပြောမယ်ကနန်းဒီနော်ကျွန်တော်ညီကောင်မတော်ရဲ့အားလုံးကိုကျွန်တော်ချချပြီးရေးပေးပါမယ်။ဒါညီကောင်မတော်ရဲ့အကျိုးရှိသလိုထို့ကျွန်တော်တို့က 6ဝမ်းချင်း၄ကုန်8 3ပြိနေကုန်နော်တ6ဝမ်းချင်းရှိတယ်38ပြိနေကုန်ရှိတယ်နော်အဲ့ဒါကိုကျွန်တော်တို့တွေကထိုးမဲ့ဆိုလို့ရှိရင်ဟုတ်လားကျွန်တော်ညီကောင်မတော်ရေထိုးမဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ထိုးရမယ့်ကဏ္ဍဒီဒီလိုရှိပါတယ်ဟုတ်လားတ9 8ပြိတ1 2 3ပြိ 6ခွန်3ပရိတ်6နှစ်10ပရိတ်เนาะဒီကဏ္ဍကိုတင်ထိုးတင်ထိုးပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒီဟုတ်လား83 83ပရိတ်ကိုကျွန်တော်တို့က83ပရိတ်ကိုချုပ်ထိုးပါโอเคအားလုံးပဲကျွန်တော်ပြပြီးတဲ့ site ကလေးကိုနားလည်လေးမဲ့သဘောကျလိမ့်မယ်လို့ကျွန်တော်ပြောလိမ့်မယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe ခေါင်းလေးလုပ်ဖို့မမေ့ကြပါနဲ့ကဲအားလုံးပဲ ကံပေးလို့ရကြပါသေးတယ်။38ပြိနေကုန်16ဝန်းကြီးနေကုန်ရှိတယ်။16ဝန်းကြီးနဲ့38ပြိနဲ့တွဲကြမယ်ဆိုရင်1012 6ခွန်62ဆိုတဲ့ကဏန်းလေးဘက်ကိုတင်ထိုးတင်ထိုးပြီးတဲ့ခါကျလို့ချင်းကျွန်တော်တို့ဒီ38ပြိကိုကျွန်တော်တို့ကနေကုန်လိုက်ပြီးကစားပါเนาะကဲအားလုံးပဲ collab ပါဗျ။